တခုတော့ညတညမှာပေါ့ဗီကန်လို့ခေါ်တဲ့ဘယင်ကြီးဟာညဘက်ဆက်တော်ခေါ်နေပါတယ်နင်းနေကြိုက်ကြိုက်အိတ်နေချိန်မှာအတန်တခုကြောင်ရုတ်တရက်လက်နိုးသွားတယ်သူဟာထထိုင်လိုက်တာနဲ့မြင်လိုက်ရတာကမျက်နှာပုံးဆွတ်ထားတဲ့အမျိုးသားတဦးဟာသူ့ရဲ့အိတ်ရာအနီးမှာရက်နေခဲ့ပါတယ်မျက်နှာပုံးဆွတ်ထားတဲ့လူရဲ့လက်ထဲမှာတော့ဓာတ်ချောင်းကိုကင်ပြီးတော့ရက်နေပါတယ်မင်းဘယ်သူလဲ မျက်နှာဖုံးဆွတ်ထားတဲ့လူကငါ့ရဲ့အခန်းထဲကိုဘလို့ရောက်လာတာလဲငါမင်းကိုအရှင်းမထားဘူးအဲ့ဒီလိုဟောက်လိုက်တာနဲ့ဓာတ်ကင်ထားတဲ့လူဟာထိုနေရာမှာထွက်ပြေးသွားခဲ့ပါတယ်ဘယင်ကြီးလဲဓာသမနောက်ကို အမြင်လိုက်ပါတယ်ပပတ်လေးကိုလိုက်ရှာပြီးမဲဘယ်မှမရှာလို့မတွေ့တော့ပါဘူးမျက်နှာဖုံးဆွတ်ထားတဲ့အတွက်ဘသူဘဲဝါမခွဲခြားနိုင်ပဲဖြစ်နေတာပေါ့ငါ့ကိုတပ်ဖို့ရည်ရွယ်ချက်နဲ့အခန်းထဲကို ဝင်လာခဲ့တာပဲ တိုဒီမဟုတ်ငါရဲ့အနီးကပ်ဆုံးရန်သူတဦးထံမှဆေးလွချင်းခံရတာများလားဒီလောက်နန်းတော်လုံးကျုံရေးကိုဘသူကဖျက်ကျော်နိုင်တလဲဘသူကငါရဲ့လျှို့ဝှက်ရန်သူဖြစ်နိုင်တလဲနောက်တနေ့မှာဘယင်ကြီးဟာညီလာခံကျင်းပခဲ့ပါတယ်ထို့နောက်ဝန်ကြီးတဦးနဲ့စကားပြောကြတယ်မင်းညကငါအခန်းထဲကိုမျက်နှာပုံးစွတ်ထားတဲ့လူတယောက်ရောက်လာတယ်သူ့လက်ထဲမှာဓာတ်ချောင်းလေးပါတယ်ရုတ်တရက်ငါအော်လိုက်တာနဲ့ အခန်းထဲကနေထွက်ပြေးသွားလေရဲ့ကြည်ရတာတော့သူငါ့ကိုတတ်ချင်နေပုံပဲဝန်ကြီးငါအခန်းထဲဝင်သွားတဲ့လူကိုတွေ့လိုက်သေးလားအဲ့လိုပြောတဲ့အခါမှာတော့ဝန်ကြီးလည်းအလွန်တုန်လှုပ်သွားတယ်အရှင်မင်းကြီးနိုင်တော်ကဒီလောက်လုံခြုံခိုင်ခဲ့တာတစင်းကတော့လုံခြုံရေးကိုထိုးပေါက်နိုင်မယ်မထင်ပါဘူးကျွန်တော်မျိုးအထင်တော့အရှင်ရဲ့နန်းတော်တွေကိုမိသားစုဝင်တူဦးဝင်လာပဲဖြစ်နိုင်ပါရဲ့ ။ဟိုမင်းမင်းပြောတာမှန်နေ။ငါလည်းစဉ်းစားနေတယ်။ဒီကြံကမိသားစုတွေကလာတာပဲဖြစ်ရမယ်။မင်းရောဘယ်လိုထင်သလဲ။အရှင်မင်းကြီးရှောက်တရားမှာစိုးရွံပေမဲ့မင်းညာကအရှင်ရဲ့သားအငယ်ဆုံးအခမ်းအနားမှာတဝဲလေလေဖြစ်နေတာတော့တွေးလိုက်မိပါရဲ့။ဒါကိုကြတော့ဘယင်ကြီးရဲ့မျက်နှာဟာဒေါသရီနဲ့ပြည့်နေသွားပါရဲ့။အဲဒီနောက်သူမိမရာနီစီ ချက်ချင်းသွားလိုက်တယ်။ အခန်းထဲကိုဝင်သွားတာနဲ့မိမဖြစ်သူကမေးရတာပေါ့အရှင်မင်းကြီးဒေါသတွေပြည့်နေပါလားဘာများဖြစ်တာလဲရှင်ဒီတော့အပြည့်အပြတ်တစ်ခုလုံးကို သူ့မိမကိုပြောပြပါဗျမင်းညာကငါအခန်းထဲကိုတားကြိုင်ထားတဲ့မျက်နှာပုံးတဲ့လူတယောက်ရောက်လာတယ်။ဝန်ကြီးကပြောလာတော့မင်းရဲ့သားအငယ်ဆုံးငါအခန်းနာဟိုးဟိုးတီတီရှောက်နေတာတွေ့တယ်တဲ့။ အဲ့ဒီမျက်နှာဖုံးဆွတ်တဲ့လူကိုငါအရှင်လိုချင်တယ်။ငါမှတော့အငယ်ဆုံးလေးဆိုပြီးတော့ချစ်လိုက်ရတာ။အခုချိန်ကစပြီးတော့သူ့ကိုငါသားအဖြစ်မတတ်မတ်တော့ဘူး။သူဟာငါ့ကိုဒုက္ခပေးတဲ့လူဆိုးကောင်ပဲ။အဲ့ဒီချိန်မှာတော့မင်းသားနှစ်ပါးအခင်းအဲကို ရောက်လာကြပါတယ်။ဘယင်ကြီးမှတော့တားတော်သုံးပါးရှိပြီးတော့အခုရောက်လာတာကတော့အကိုကြီးနှစ်ယောက်ပဲဖြစ်ပါတယ်။ခမဲရော မင်းညာက ခမဲတော်ခန်းထဲမှာတယောက်ယောက်ရှိနေတယ်လို့ဝန်ကြီးကပြောလိုက်ပါတယ်။အဲဒီမှာဒါသမားကခမဲတော်ကိုဒုက္ခပေးနေတာလား။သူဘသူလဲ။ဘယ်ကကောင်းလဲခမဲတော်။ငါတေချာမမြင်လိုက်ရလို့ပေါ့ကွာ။မြင်ခဲ့ရင် အခုချိန်ထိအဲဒီကောင်အသက်ရှင်မှမဟုတ်ဘူး။မင်းတို့ညီအငယ်ဆုံးကောင်ကိုငါစီခေါ်လာခဲ့စမ်း။အဲ့ဒီလိုပြောပြီးတော့ဘီရင်ကြီးဟာဒေါသတကြီးနဲ့အခန်းထဲကထွက်သွားပါတယ် တပတ်မှာတော့အငယ်ဆုံးမင်းသားလေးဟာပန်းတန်ထဲမှာထိုင်နေတဲ့လေးလေးနက်နက်တွေးနေပါတဲ့။အဲ့ဒီချိန်သူ့ရဲ့အကိုနှစ်ယောက်ရောက်လာတယ်။ကေရှာမင်းအဲ့ဒီမှာထိုင်နေတာဘလောက်ကြာပြီလဲ။အဖေဒေါသထွက်နေတယ်။မင်းကိုနန်းတော်စီခုချက်ချင်းလာခဲ့ဖို့မှားလိုက်တယ်။ဘာကြောင့်ကျွန်တော်ကိုခေါ်တာလဲ။ပြီးတော့ဘာလို့ဒေါသထွက်နေတာလဲ။ဒီလိုကမင်းညာက အဖေအခန်းထဲကိုဒါသမားတယောက်ရောက်လာတယ်တဲ့။ အဖေနိုးလာတော့အဲ့ဒီလူကထွက်ပြေးသွားတယ်။သူကမျက်နှာပုံးနဲ့တက်ထားသေးတယ်။အကိုတို့ကျွန်တော်ညားကအဖေအခမ်းအနားကိုတွားခဲ့တယ်။ဒါပေမဲ့အဖေကိုကြည့်ဖို့ပဲတွားခဲ့တာပါဗျာ။အားလုံးတီးကြတဲ့အတိုင်းငယ်ငယ်တုန်းကဆိုအဖေကကျွန်တော်ကိုတိတ်ချစ်တာ။ဒါပေမဲ့ဘာကြောင့်မှန်းမသိနှစ်အတော်ကြာတော့အဖေကဘာကြောင့်များကျွန်တော်ကိုအယံမုန်းနေရတာလဲ။သူကကျွန်တော်မျက်နှာကိုမြင်ရတာတော့မကြိုက်ဘူးတယ်လေ။ ဒါပေမဲ့ကျွန်တော်နှလုံးသားကအဖေအတွက်ပဲအဖေအပေါ်ဘယ်တော့မှ အချစ်မရောပါဘူးအဖေညာဘက်အိယာဝင်ချိန်မှာကျွန်တော်အဖေအခန်းကိုသွားရတဲ့ကျွန်တော်သူ့ကိုနိုင်နေချီပြီးကြည့်ရယ်မင်းညာကလည်းပုံမှန်လုံနေကြတိုင်းအဲ့လိုလေးပဲသွားကြည့်ခဲ့တာပါထို့နောက်အခုနှစ်ယောက်နဲ့တူနန်းတော်ထဲသွားခဲ့ပါတယ်။ခမဲတော်ဘရင်ကြီးဟာကေရှာအားဒေါသတကြီးနဲ့ပြောတဲ့တဲ့။ကေရှာ မင်းစီကအဲ့ဒီလောက်စိုးတဲ့လုံရဲ့ရလာမဲလို့ငါမမျော်လင့်ချဘူးမင်းဟာအဖေကိုတတ်ဖို့စူးစမ်းခဲ့တယ်မင်းညာကမင်းငါအခန်းထဲကိုလာခဲ့တာမလားခမဲတော့ကျွန်တော်မျိုးလာတာမှန်ပါတယ်ဒါပေမဲ့အဖေကိုလုံးကြံဖို့မဟုတ်ရပါဘူးဗျာညာတိုင်းညာတိုင်းအဖေမျက်နှာမမြင်ရပဲအိတ်မပြောလို့လာကြည့်ုံပါတော်တန်းကီရှာမင်းဟာငါ့ကိုအရှက်ရစေတဲ့သားမိုက်ပဲဒီနေ့ကစပြီးမင်းကိုငါမျိုးရိုးကနေနှင်ထုတ်မယ် ဒီနန်းတော်ကနေထွက်သွားတော့မင်းဟာတာမန်လူတယောက်လိုနေထိုင်ရမယ်အခုချက်ချင်းဒီနန်းတော်ကနေထွက်သွားပါအဖေရဲ့အမိကိုကြားတော့ကိစ္စရဲ့မျက်လုံးထဲမှာမျက်ရည်တွေ စီးကြလာပါတယ်ထို့နောက်သူဟာနန်းတော်မှာဖြင်းညင်းစွာထွက်သွားပါတည်းကိစ္စဟာနန်းတော်မှာဝေးရသူသွားကတစ်ပင်ရိတ်မှာထိုင်ပြီးတော့ငိုနေပါတယ်ဒါဟာတရားမျှတမှုလုံးဝမရှိဘူးလို့လဲသူကတွေးနေပါသေးတယ် ေဘေကိုဝင်ကသားကိုအရန်ချစ်ပေမဲ့အခုတော့သားကိုနန်းတော်ကားတော်နှင်ချလီရောဒီအတွက်တော့နောင်တမရပါဘူးဒါပေမဲ့နန်းတော်ကားနှင်ထုတ်ခံရလို့စိတ်မကောင်းတော့ဖြစ်မိတာအမှန်ပါအဖေသာဖြစ်ရတဲ့အတွက်အငြင်းနဲ့ဂုံယူနေပါတယ်ဒီနေ့ကစပြီးအဖေရဲ့အမေကိုသားနာခင်ပါမယ်အခုကစပြီးတော့သားမန်လူတယောက်လိုဘဝကိုဖျက်သိမ်းပါမယ်အချိန်အနည်းငယ်ကြာပြီးတဲ့နောက်ကိချာဟာဗိုက်စာလာပါတယ် ငါအခုအရန်ပိုက်စားနေပြီဒါပေမဲ့ငါကမင်းသားမဟုတ်တော့ဘူးဒီတော့ထမင်းစားဖို့ငါရှာဖွေရမယ်အခုကစပြီးတော့ငါဟာအလုတ်ကိုကြိုးကြိုးစားစားလုပ်ရမယ်ကေရှာဟာမင်းသားအဝတ်တွေချပြီးတော့တာမန်အဝတ်စားတွေဝတ်ပြီးတော့လဲဝင်းတစ်ခုနားမှာတားလိုက်ပါတယ်ပြီးတော့လဲပိုင်ရှင်ကိုမေးပါတဲ့အကိုကြီးဒီမှာအလုတ်လေးတစ်ခုခုလောက်ရနိုင်မလားဗျဟာမင်းကတခြားပြည်နေကလာလာလား ရုပ်ကတော့ချောသားပဲဟိဘယင်ကြီးရဲ့သားအငယ်ဆုံးထက်များစွာသားလို့နဲ့အဲ့ဒီသားကအရင်ဆိုးတာလေအဲ့ဒီချိန်လယ်ရှင်ရဲ့ဘေးမှာရက်နေတဲ့အလုသမားကထပြီးတော့ရီပါလေရောလယ်ရှင်ခမရဘာတွေပြောနေရလဲသူကအဲ့ဒီမင်းသားပဲလေအခုသူကတာမန်လူဖြစ်သွားပြီနန်းတော်ကနေနှင်ထုတ်ခံထားရတာလေထို့နောက်လယ်ရှင်ဟာကိကျအားအလုတစ်ခုပေးပြီး မြေကိုတူးရန်အမိန့်ပေးပါတော့တယ်။မင်းသားကေစာလည်းမြေတူးခြင်းလုပ်ငန်းကိုတေချာလေးလုပ်ပါတယ်။ညနေထိလေခွင်းထဲကမြေတွေကိုခက်ခက်ခဲခဲနဲ့တူးတယ်။လေပိုင်ရှင်ကညနေရောက်တာနဲ့ငွေပေးပြီးတော့ထွက်သွားတော့တယ်။သူဟာရရှိလာတဲ့ငွေကြေးကိုကြည့်ကသူ့ကိုသူပြောနေပါတယ်။ဒါကငါရှာနိုင်တဲ့တခုတည်းသောငွေကြေးပဲ။ ါကမုံနှစ်ခုပဲဝဲလို့ရလောက်တယ်။တာမန်လူကြီးဟာဓမင်းစားရဖို့ကြိုးကြိုးစားစားလှုပ်ကြရတာပဲ။မင်းသားဟာမုံနှစ်ခုဝဲပြီးတော့တစ်ပင်တစ်ပင်နားပါထိုင်လိုက်တယ်။ရုတ်တရက်စုပ်ပြတ်တက်နေတဲ့တရောင်းစားတူကသူ့ရဲ့နားကိုရောက်လာပါတယ်။ငါဓမင်းမစားရတာရက်အတော်ကြာနေပြီ။ဒါကြောင့်စားစရာလေးနည်းနည်းကျွေးပါလား။အော်ဟုတ်ကဲ့ကျွန်တော်မှာမုံနှစ်ခုတော့ရှိရဲဗျဒီတစ်ခုကိုယူလို့ရပါတယ် ဲ့ဒါကခမည်းရဲ့စားလောင်မှုကိုပြည့်စုံမှာပါမရဘူးဗျကျုပ်ဘိုက်ကတလုံးနဲ့မဝဘူးအဲ့ဒီမုံနှစ်ခုစလုံးကိုကျုပ်ကိုပေးပါလားဗျာဩဟုတ်ပါပြီဗျာကဲကဲရော့စားပါဗျာကေရှာကမုံနှစ်ခုလုံးကို ပေးလိုက်တဲ့ချိန်တရောင်းစားဟာရုတ်တရက်ရောင်စုံနေထွက်လာပြီးတော့သူတော်စင်တဦးအဖြစ်ပြောင်းသွားခဲ့ပါတယ်။မင်းသားလေးလည်းအယန်းကိုအံ့ဩသွားတော့တာပေါ့ ငါမင်းကိုကြည့်နေတာကြာပြီမင်းကဘယင်ကြီးရဲ့အငဲဆုံးသားလေးမလားမင်းဟာကိုချင်းစာစေးအပြည့်ရှိပြီးတော့လူသားဆန်နဲ့ကောင်းလေးပဲမင်းဟာဘယင်ဖြစ်ဖို့ထိုက်တယ်နဲ့ငါရဲ့စိတ်စွမ်းရင်အရာပြောရမယ်ဆိုရင်မင်းဘေကမင်းကိုမုန်းတီးနေတယ်ဒါဟာလေတာမန်တော့မဟုတ်ဘူးကွာဒီစုံတယောက်ကသူ့ကိုအောက်လန်းကြီးနဲ့ပြူစားထားလို့ပဲအဲ့ဒီအနဲ့ရောင်မှော်ပညာအောက်လန်းပညာရဲ့လွမ်းမှုမှုကိုခံရပြီးတော့မင်းဘီကမင်းကိုမုန်းသွားခဲ့တာ ကောင်းလေငါမင်းကိုကူညီချင်တယ်ဒီတော့ကိုပြတ်ပြီးရင် ကုံတယ်ရီပေါ်တဲ့မြို့ကိုမင်းရောက်လိမ့်မယ်အဲ့ဒီမှာလူနှစ်ယောက်ကသူတို့အိမ်မက်အကြောင်းကိုပြောနေတာမင်းတွေ့ရလိမ့်မယ်သူတို့ပြောနေတဲ့အိမ်မက်တွေကအပြစ်မှလည်းတကယ်ရှိတယ်ကွာမင်းကသူတို့အိမ်မက်ကိုနားထောင်ပြီးတော့အဲ့ဒီနေရာကိုရောက်အောင်သွားလိုက်ပါဒါဆိုရင်မင်းတို့ထူးထူးခြားခြားပြောင်းလဲလာပါလိမ့်မယ်ကေရှာလည်းသူတော်စင်ပြောတဲ့အတိုင်း နည်းနည်းတဲ့တောအုပ်ကူပြက်ကမြို့ပေါ်ကိုရောက်အောင်တွားခဲ့ပါတယ်။မြို့အစွန်ကိုရောက်တဲ့အခါကိုပြစ်ပေါ်မှာလူငယ်နှစ်ယောက်အိတ်နေကြပါတယ်။ကြေးကြလဲခီးပန်းလာတာနဲ့အဲ့ဒီနေရာမှာဝင်ပြီးတော့နားလိုက်တယ်။တို့ချင်းအိတ်နေသည်တူကထားပြီးတော့သူ့ရဲ့ထူးဆန်းတဲ့အိမ်မက်အကြောင်းကိုဘေးကတငယ်ချင်းကိုပြောပြနေလျက်ဟဲ့ကောင်ငါထူးဆန်းတဲ့အိမ်မက်မတ်တယ်ကွာ။အေးမင်းဟာကဘလို့မျိုးလဲ။ ဒီလိုကွာငါ့အိမ်မက်ထဲမှာဒီနာက မလန်မကန်မှာရေကန်တကန်ရှိတယ်။အဲဒီရေကန်မှာနတ်သမီးတစ်ပါးကရေချိုးနေလေရဲ့။သူ့ရဲ့တောင်ပန်တွေကိုတော့ကန်းဆက်မှာချထားတယ်။အဲဒီချိန်လူတစ်ယောက်ကရောက်လာပြီးတော့တောင်ပန်တွေကိုယူသွားခဲ့တယ်။ဒါဟုတ်သိတဲ့နတ်သမီးကသူ့ရဲ့တောင်ပန်တွေကို လိုချင်တာကြောင့်တမိုးကြီးရဲ့ပစ္စည်းတွေပေးပြီးတော့သူ့ရဲ့တောင်ပန်တွေကိုပြန်တောင်းနေတာ။ကေရှာဟာအဲဒီအိမ်မက်အကြောင်းကိုကြားတာနဲ့ သူတော်စင်မာခဲ့တယ်လို့အိမ်မက်နေရာကိုရောက်အောင်သွားတော့တယ်။အချိန်အတော်ကြာတော့သူဟာအိမ်မက်ရေကန်ကြီးကိုတကယ်ပဲရောက်သွားခဲ့တယ်။နတ်သမီးတစ်ပါးကတော့ရေချိုးနေတာဖြစ်ပြီးတော့သူမရဲ့တောင်ပန်တွေကိုတော့ကန်းစက်နားမှာချထားပါတယ်။ကေရှာဟာတောင်ပန်တွေကို ကောက်ပြီးတော့ယူလိုက်တဲ့အဲ့ဒီချင်းရေကန်ထဲကနတ်သမီးလည်းထွက်လာခဲ့တယ်။ဒီမှာအဲ့ဒီအတောင်ပန်တွေကကျမရဲ့ပစ္စည်းပါကျေးဇူးပြုပြီးတော့ပြန်ပေးပါနော်။ ရှင်အတွက်ရွှေတင်းကားနဲ့မော်မြင့်တကောင်ပေးပါမယ်။အဲ့ဒီမြင်းဟာလိုရခီးကို သွားနိုင်ပြီးတော့ရှင်ရဲ့အမိန်ကိုလည်းနားခံမဲ့မြင်းတကောင်မှာသူ့ကိုလည်းရွှေအတီနဲ့ဖန်ဆင်းထားပါဗျ။ကောင်းပြီလေမင်းရဲ့ဂရီတီးပါစေ။ရော့မင်းရဲ့တောင်းပန်တွေထို့နောက်နတ်သမီးဟာရွှေပြင်းပြုတ်လုထားတဲ့မော်မြင့်တကောင်အားကိချကို ပေးလိုက်တဲ့။ဒီလိုနဲ့နတ်သမီးလည်းပျောက်ကွယ်သွားပါဗျ။ ညမကြမီအချိန်မှာရောင်ကြီးတွေထွက်လာပြီးတော့သူတော်စင်ကြီးပေါ်လာပြန်နေ။ကေရှာဒီကနေခဝေးဝေးမှာတိုင်းပြည်တစ်ခုရှိတယ်။အဲ့ဒီတိုင်းပြည်ကအရန်ဒူးစန်းနေ။အပြာရောင်တောင်နှင်းတွေရှိပြီးတော့ကြောက်စရာကောင်းတဲ့ဘလူးကြီးတစ်ကောင်လည်းရှိတယ်။ထိုဘလူးကဘယင်ကြီးရဲ့ဘိုးဘွားပိုင်တဲ့လက်စွပ်ကိုယူထားတယ်။အဲ့ဒီလက်စွပ်ကိုယူလာနိုင်တဲ့သူကိုသူ့ရဲ့သမီးနဲ့လက်ထပ်ပေးပြီးတော့သူ့ပိုင်တဲ့တိုင်းပြည်ကြီးကိုလည်းပေးအပ်လိုက်မယ်။ ကေကြာမင်းအခုသွားမော်မင်းရဲ့အကူကြီးယူပြီးတော့အခုချက်ချင်းသွားလိုက်ပါတော့သူတော်စင်ပြောပြတာနဲ့ကေကြာလည်းမော်မင်းမော်ကိုတတ်ထိုင်လိုက်တယ်အဲဒီနောက်သူဟာဒူးဆန်းတဲ့တိုင်းပြည်စီကိုချက်ချင်းရောက်သွားတယ်အဲဒီမှာတော့ဘရင်ကြီးနဲ့သူ့ရဲ့သမီးတော်တို့ဟာထိုင်းနေကြပါတယ်မောင်မင်းကဘသူလဲဘာကြောင့်ဒီနေရာကိုရောက်လာရတာလဲကျွန်တော်ကတပတ်တိုင်းပြည်ကဘရင်ကြီးရဲ့သားပါ ကျွန်တော်ကခမည်းသမီးကိုလက်ထက်ခြင်းလို့ရောက်လာတာပါဒီမှာမောင်ရင်ငါသမီးကိုလက်ထက်ခြင်းနဲ့ဆိုရင်တော့ငါတို့ရဲ့ဘိုးဘပိုင်ပစ္စည်းဖြစ်တဲ့လက်စွပ်ကိုယူပေးရမယ်အဲ့ဒီလက်စွပ်ကနဂါးတောင်တန်းပေါ်ကဘလူးကြီးစီမှာရှိတယ်ငါတို့တွေအဲ့ဒီလက်စွပ်ကိုအကြိမ်များစွာယူကြည့်ပြီးဘလုံးမှယူလို့မရခဲ့ဘူးမင်းသွားပြီးတော့ယူကြည့်ပါတကယ်လို့ရှားခဲ့ရင်မင်းကိုငါသမီးနဲ့လက်ထပ်ပေးမယ် ပြီးရင်တော့ငားနိုင်ငံကိုပေးအပ်ပြီးတော့မင်းကိုဘရင်အဖြစ်ကြီးညာပေးပါမယ်။ကောင်းပါပြီ။အရှင်မင်းကြီးရဲ့ဂရီတာတီးပါစေ။ခဏလောက်ဆောင်ပါကျွန်တော်မကြခင်ပြန်လာခဲ့ပါမယ်။အဲ့ဒီလိုပြောပြီးတော့ကေရှာဟာမော်မင်းကိုအုံပြုကလက်ဆွယူဖို့အတွက်ထွက်သွားပါတော့တယ်။ခဏကြာတော့မင်းသားဟာဘလူးကြီးနေတဲ့တောင်ပေါ်ကိုရောက်သွားခဲ့တယ်။လက်ဆွကိုတော့ကြောက်တုံးကြီးတစ်ခုနားမှာ တင်ထားပါတယ်။ မင်းသားဟာလက်စွပ်ကိုကောက်ယူလိုက်တာနဲ့ဘလူးကြီးရဲ့မျက်နှာဟာဒေါသတွေအပြင်းနဲ့ထွက်လာပါတော့တယ်။မင်းဘသူလဲ။ဘာကြောင့်ငါရဲ့လက်စွပ်ကိုထိရဲတာလဲ။မင်းပြောစမ်း။မင်းဘလောက်ဖြည်းဖြည်းငါရဲ့လက်ကမလွတ်စေရဘူး။ဒါပေမဲ့ဘလူးကြီးပြောနေတော့မှာပဲ။ကေရှာဟာမောင်မင်းကိုစီးပြီးတော့ပျောက်ကွယ်သွားတော့တယ်။ကြံခဲ့တဲ့ဘလူးကြီးကတော့ဘယ်မှာမှရှာလို့မရတာကြောင့်ဒေါသတွေဖြစ်နေပါတော့တယ်။ တအောင်ကြတော့သူဟာလက်စွပ်နဲ့အတူမင်းသမီးလေးရှိကိုရောက်သွားပါတော့တယ်။ဟေးမင်းဟာအရန်ကိုထက်မြတ်တဲ့လူစန်းကောင်းပဲကြီးကျယ်ခမ်းနားတဲ့အလုပ်ငန်းတစ်ခုကိုမင်းကလုပ်နိုင်ခဲ့ပြီ။အဲဒီနောက်ဘယင်ကြီးဟာသူ့ရဲ့ခရီးအတိုင်းမင်းသမီးနဲ့လက်ထက်ထိမ်းများပေးလိုက်ပါတော့တယ်။ထိုအချိန်မှာပဲရောင်ကြီးတွေနဲ့အတူသူတော်စင်ကြီးချက်ပေါ်လာပြန်တယ်။ကေချာ အခုကအရေးကြီးတဲ့အချိန်ကိုရောက်ပြီမင်းရဲ့နန်းတော်ကိုပြန်ရမယ်မင်းရဲ့အဘေကအခုလောလောဆယ်လောဘကြီးတဲ့မင်းအကိုနှစ်ယောက်နဲ့အတူရှိနေတယ်မင်းရဲ့အကိုတွေကမင်းအဖေကိုတတ်ဖို့ကြံစည်နေကြတယ်ဒီစကားကိုကြားတော့ကိစ္စလည်းအယံကိုအံ့ဩသွားပါတယ်သူတော်စင်ကြီးဟုတ်လို့လားဗျာအဲ့ကိုဟုတ်တာပေါ့ လွန်ခဲ့တဲ့ရက်ကမင်းဖေအခန်းထဲကိုလာတဲ့ဒါသမားကမင်းဖေကိုတတ်ဖို့ပဲဒါကလည်းတခြားသူမဟုတ်ဘူးကေရှာမင်းရဲ့အကိုကြီးပဲမင်းရဲ့အကိုနှစ်ယောက်ကလမ်းမကိုရောက်နေပြီအဲ့ဒီလမ်းမကိုပို့တဲ့သူကလည်းမင်းတို့ရဲ့အတိုင်မင်ကန်ဝန်ကြီးပဲမင်းကိုမုံအောင်အောက်လန်းပညာနဲ့လောက်တာလဲမင်းရဲ့အကိုတွေပဲကဲပါအချိန်မရှိတော့ဘူးမင်းမြန်သွားတော့ငါဟာလောကီရေးရာမှာမရှုပ်ချင်မိမယ်လေ မင်းလိုမျိုးကိုကျင်တရားကောင်းတဲ့သူကိုတော့ကူညီပေးချင်တာပါ။ကဲပါ အခုတချင်မင်းတို့သွားကြတော့။အဲဒီနောက်မင်းသားလည်းဇနီးကိုခေါ်ကမြင်းမော်ကို တက်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပြောက်ွယ်သွားပြီးတော့သူ့ဖခင်တရှိရာနန်းတော်ညီလာခင်နေကိုရောက်သွားခဲ့တယ်။အကိုနှစ်ယောက်ကတော့ဖခင်ဖြစ်သူနဲ့အတူ ပလင်ပေါ်မှာထိုင်နေလေရဲ့။နန်းတော်ရဲ့ကို ရွှေမင်းနဲ့အတူလှပတဲ့မင်းသမီးကိုပါခေါ်လာတဲ့အငယ်ဆုံးမင်းသားကိုဝိုင်းကြည့်နေကြပါတယ်။ဂေချာနဲ့သူဇနီးဟာမြင်းမုံမဆင်းကဘယင်ကြီးရှိကိုခါစားကြတယ်။အဲဒီနောက်မင်းသမီးရဲ့လက်စွပ်ကစွမ်းရင်ကိုတုံးကဘယင်ကြီးစီမှာရောက်နေတဲ့အောက်လန်းမော်ပညာတွေကိုကုသပေးလိုက်ကြတယ်။ခမဲတော်လွန်ခဲ့တဲ့ရက်တွေကခမဲတော်ခန်းထဲကို ဝင်လာခဲ့တဲ့ဒါသမားဟာတားတော်မဟုတ်ပါဘူး။ အကိုကြီးပဲဖြစ်ပါတယ်။အဲ့ဒီကနေအစကြည့်ပြီးတော့အပြစ်ပြက်အလုံးကို အသေးစိတ်ရှောက်တင်ပါတော့တယ်။တို့ချင်းသူတော်စင်ကြီးပေါ်လာပြန်နေ။အရှင်မင်းကြီးမင်းသားကေရှာပြောတာမှန်ပါတယ်။မယုံရင်တော့ဝန်ကြီးမင်းသားအကြီးနှစ်ယောက်ကို မေးကြည့်လို့ရပါတယ်။ဒီရောမဝန်ကြီးဟာကြောက်ကြောက်လန့်လန့်နဲ့အမှန်တရားဝန်ခံပါတော့တယ်။ခွင့်လွှတ်ပါအရှင်မင်းကြီးကျွန်တော်မျိုးအမကြီးလုခဲ့မိပါတယ်။ ဟုတ်ပါတယ်တကယ်တော့မင်းကြီးရဲ့ตาကြီးနှစ်ယောက်ကအရှင်ကိုတတ်ဖို့ဌိနှန်းကိုယူဖို့ကြမ်းနေတာပါ အငယ်ဆုံးตาလေးကတကယ်ကိုအချစ်ခံရပြီးတော့ထက်မြက်နေတာကြောင့်သူတို့တွေကမနာလိုဖြစ်နေကြတာပါဝန်ကြီးရဲ့စကားဆုံးတာနဲ့ဘယင်မင်းမြတ်ဟာตาကြီးနှစ်ယောက်နဲ့အတူဝန်ကြီးကိုပါတည်ရန်ချဖို့အမိန်ပေးလိုက်ပါတော့တယ်ဘုရားနဲ့တကိုင်းနေဖြစ်တဲ့မိဘအပေါ်မကောင်းကျင်တဲ့ตาမိုက်တွေဟာ အဆုံးသက်မှာတော့မရှိမလားနဲ့တေပွဲဝင်ကြရပါတယ်။မိဘပေါ်အမြဲတမ်းတည်ရတဲ့တားလိမ်မာလေးကတော့နိုင်ငံတစ်ခုရဲ့ဘရင်ကြီးဖြစ်သွားပြီးတော့ဇနီးဖြစ်သူနဲ့တူပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်။ဟုတ်ကဲ့ပါ။ဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင်။ပုံမြင်လေးကိုတိုက်နှစ်သက်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပြီးပို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်သစ်တွေနဲ့ပြန်လာခဲ့ပါအောင်မရှင်။